မြမသမိုင်းတွေကနန်းသက်အတူဆုံးဘယင်သုံးပါမင်းရဲ့တိတ်ပဖောင်းကစားမောင်မောင်မင်းရှင်စောပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် crazy end ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီကနေ့မှာတော့မြမသမိုင်းတွေကနန်းသက်အတူဆုံးဘယင်သုံးပါအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင် ညမသမိုင်းမှာနန်းသက်အတူဆုံးဘရင်လို့ပြောလိုက်ရင်တော့အများစုကဖောင်းကစားမောင်မောင်ကိုပဲပြင်းမြင်ကြတာပါဒါပေမဲ့သူထက်နန်းသက်တူတဲ့သူလည်းရှိနေပါသေးတယ်ဒီဗီဒီယိုမှာဆိုရင်တော့ညမသမိုင်းတစ်လျှောက်နန်းသက်အတူဆုံးဘရင်၃ပါးအကြောင်းကိုတင်ဆက်ပြီးတော့မှာပဲဖြစ်ပါရင်ရှင် တတိယမြောက်အနန္တအထူဆုံးဘရင်ကတော့ညောင်ရန်ခင်မှာပေါ်ပေါက်ခဲ့တဲ့မင်းရဲ့ဒိဗာပါပဲ။ဥကလန်ရာဇဝင်တို့မှန်တမ်းရာဇဝင်တို့မှာတောင်းမင်းရဲ့ဒိဗာကိုညောင်ရန်ခင်ရဲ့ဘရင်တပါအနေနဲ့မှတ်တမ်းတင်ထားတာမျိုးမရှိပါဘူး။ဒါပေမဲ့သူကလည်းအနောက်ဘက်လွန်မင်းအပြီးဗိသိက်ခံပြီးတော့နန်းတက်ခဲ့တဲ့ဘရင်တပါပဲဖြစ်ပါရဲ့ရှင်။တကယ်တော့မင်းရဲ့ဒိဗာကအနောက်ဘက်လွန်မင်းရဲ့တားတော်တပါလည်းဖြစ်ခဲ့တာပါ။1628ခုနှစ်မှာခမဲတော်ကိုလှုပ်ချပြီးဟန်တာဝရီထီနန်းကိုစိုးစံ ခဲ့တာပဲဖြစ်ပါတယ်။နန်းလူပြီးတော့အင်းဝါနဲ့စကိုင်းမှာရှိတဲ့သစ္စာကံတွေကိုအကြောင်းကြားကသစ္စာပေးခဲ့ရလဲဖြစ်ပါတယ်။ဒီချိန်မှာဗာရီတော်တွေဖြစ်တဲ့တတိုးဓမ္မရာဇာတစ်ဖြစ်လဲတာလွန်မင်းနဲ့မင်းရဲ့ကျော်စွာတို့ကဇင်းမယ်ကိုရောက်နေကြတာလည်းဖြစ်ပါတယ် မင်းရဲ့ဒိဗာကပါတွေးတော်နှစ်ပါးကိုအကြောင်းကြားစာတွေလမ်းပို့ပြီးတွေးခွဲခဲ့တာပါ။တာလွန်မင်းကမယုံကြည်ပေမဲ့မင်းရဲ့ကြော်စွာကတော့အယုံသွင်းခံရပြီးတာလွန်မင်းရဲ့အဖွဲ့တွေကိုတောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီတိုက်ပွဲမှာတာလွန်မင်းရဲ့တက်တရာပဲအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ မင်းရဲ့ကြော်စွာကိုခွင့်လွှတ်ပေးခဲ့ပေမဲ့ကျုံတွေကိုတော့တက်စီခဲ့တာဖြစ်ပါတယ်။တာလွန်မင်းအတွက်ကံကောင်းတဲ့အချက်ကဟန်တာဝရီမှာမင်းလာနော်ရထားဦးဆောင်တဲ့တစ္ဆာကံတွေရှိနေတာပါပဲ။သူတို့ကမင်းရဲ့ဒိဗါကိုဝင်တိုက်ခိုက်ပြီးနန်းချခဲ့ပါတယ်။ပြီးတော့တာလွန်မင်းကိုပင်ဖိတ်ပြီးထီနန်းလွှဲအပ်ပေးခဲ့တာပါ။မင်းရဲ့ဒိဗါရဲ့နန်းသက်ကတော့တစ်နှစ်လောက်ထိပဲရှိပါတယ်။ဒုတိယမြောက်နန်းသက်အတူဆုံးဘုရင်ကတော့အများသိကြတဲ့ဖောင်းကစားမောင်မောင်ပဲဖြစ်ပါတယ်။ ူကကြတော့ဂုံးမောင်ခင်မှာဘယံလုပ်ခဲ့တာပါဖောင်းကစားရွာစားမောင်မောင်ကအလောင်းမင်းတရားကြီးရဲ့မြေတော်ဖြစ်ပြီးတော့နောင်တော်ကြီးမင်းရဲ့သားတော်လည်းဖြစ်ပါတယ်အဲဒီတော့ကတော့စင်ကူးမင်းကထင်းနှန်းကိုအုပ်ချုပ်နေတာလည်းဖြစ်ပါတယ် ဒါပေမဲ့အစင်ကူးမင်းကခင်ဦးမျိုးမှာရှိတဲ့အညာတီဟာတော်ဖရာကိုဖရာဖူးထွက်နေတဲ့အချိန်မှာပဲဖောင်းကစားတရားကိုဆက်ယူပေါက်ပြီးတော့ဘယင်ဖြစ်ချင်လာတာဖြစ်ပါတယ်။ဒါကြောင့်မင်းမြောက်တန်းစာ၅ပါးကိုခက်တီတီနဲ့ဝတ်ပြီးတော့ဘယင်တက်လုတ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီတုန်းကနန်းမျိုးတော်မှာဘယင်လည်းမရှိဘယင်စစ်တပ်လည်းမရှိတာကြောင့်ဒီလိုမျိုးလွယ်လွယ်နဲ့နန်းသိမ်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။နန်းသိမ်းပြီးတော့နည်းနည်းလန့်လာတဲ့ဖောင်ကစားလည်းထုံးစံအတိုင်းဘေးဒင်ရတရားတွေကိုပဲအားကိုးရတာဖြစ်ပါတယ်။သူကိုးကွယ်တဲ့ဘေးဒင်ကျွမ်းကျင်တဲ့ဆရာတော်ကိုနန်းတော်ကိုပင်ပြီးတော့ရတရားတောင်းခဲ့တာလည်းဖြစ်ပါတယ်။ဆရာတော်ကလည်းဘေးဒင်တွေ့ပြီးအနောက်ရက်ကကိုကိုပင်ကိုခုံမ နန်းသက်ရှိမှာဖြစ်ကြောင်းတွက်ချက်ပေးခဲ့ပါတယ်။တကယ်တော့အနောက်ဘက်မှာနေတဲ့ပထုံမြို့သားမင်းသားဦးဝိုင်းကိုတုတ်တင်ဖို့ဝီနီလို့အတိတ်စိမ့်ပြီးခဲ့တာပါ။ဒါအိုဖောင်းကစားကအတိတ်မကောက်နိုင်ပဲနန်းတော်အနောက်ဘက်အရက်ကကိုကိုပင်ကြီးကိုတကယ်ခုတ်ချခဲ့တာပါ။နောက်ကြတော့ပထုံမြို့သားဦးဝိုင်းကနောက်လိုက်တွေကိုစူးစီးပြီးဖောင်းကစားကိုနန်းချကပရင်တက်လို့ပါတယ်။ဖောင်းကစားရဲ့နန်းသက်က9ရက်ပဲကြာခဲ့တာပါ။ပြီးတော့ရေချကွမျက်တာကိုလည်းခံခဲ့ရပါတယ်။ဒီကိစ္စ မှအချောင်ခံရသူကစင်ကူးမဲမှာပဲသူ့ကိုလည်းဥဝါရဖမ်းဆီးပြီးတော့ကွန်မြတ်ခဲ့တာပါနန်းသက်အထူဆုံးဘရင်ကတော့ပကံမင်းဆက်ရဲ့မင်းရှင်စောပါပဲသူ့ရဲ့ထီးနန်းသက်တန်းကတရက်တောင်မပြေပါဘူးအလောင်းစီသူမင်းရဲ့သားတော်၃ပါးအနက်အကြီးဆုံးလည်းဖြစ်ပါတယ်အလောင်းစီသူမင်းနဲ့ရွာချန်တဲ့အချိန်မှာမင်းရှင်စောကအဝေးမှာရှိနေတာပါခမဲတော်ကွယ်လွန်ချိန်မှာညီတော်နရသူကလည်းထီးနန်းကိုတင်ပိုက်ချင်နေတာလည်းဖြစ်ပါတယ် ဒါကြောင့်ပကံမှာဩစာကြီးရဲ့ပန်းတကူမထေကိုအသုံးချပြီးမင်းရှင်စောကိုဘယင်မြောက်ပေးမယ်လို့လိန်ပြီးတော့ခေါ်ခဲ့ရလဲဖြစ်ပါတယ်။ပြီးတော့မနက်ပိုင်းမှာမင်းရှင်စောကိုဗိတ်သိမ့်သွန်းဘယင်အဖြစ်ခံယူစီပြီးညစာစားပွဲမှာအစိတ်ခက်ပြီးတော့လှုပ်ကြံခဲ့ပါတယ်။ မင်းရှင်စောရဲ့နန်သက်ကထိုလုံတဲ့အတွက်တမိုင်းရာဇဝင်တွေထဲမှာ အလောင်းစီသူမင်းပြီးရင်နရသူကိုပဲဘရင်အဖြစ်ဖော်ပြကြတာဖြစ်ကြောင်းဝင်မြရင်းနဲ့ဒီနေ့တင်ဆက်မှုကိုအဆုံးသတ်လိုက်ပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ် Crazy အန်ကနေပြီးတော့စိတ်ဝင်စားဖို့အကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးနေပါတယ် Like and Share လေးနဲ့အားပေးသွားဖို့အတွက်ကိုလည်းအားလုံးကိုတောင်းဆိုချင်ပါတယ်ရှင်